စကိုင်းတိုင်းဗမောက်မြို့ပေါ်ကိုစစ်ကောင်စီကလေချောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်လို့ဗမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်ဒီနေ့နိုဝင်ဘာ17ရက်မနက်9နာရီကနေ10နာရီအထိ112လေရင်နဲ့ဘုံတွေပတ်ကျဲနေတာလို့ဆိုပါတယ်အထူးခိုက်အပြက်စီးတွေကိုမသိရသေးပါဘူးမြို့အနီးမြေပြင်တိုက်ပွဲတွေပြင်းထန်နေချိန်ဒါမှမဟုတ်စစ်ကောင်စီနဲ့ SNA တပ်ကထိခိုက်မှုရှိနေချိန်တွေဆိုရင်စစ်ကောင်စီတပ်အနေနဲ့လေချောင်းတိုက်ခိုက်မှုတွေအပြင်းထန်လုပ်လေရှိတယ်လို့ ဗမောက်မြို့စစ်ရေးသတင်းရင်းမြစ်ကအသိပေးပါရတယ်။တိုက်ပွဲကနေ့တိုင်းရှိသလိုလေရင်တွေလည်းရက်ဆက်ဘုံလာကျနေပြီးပြီးခဲ့တဲ့နှစ်ရက်ကဆို Jet Fighter တွေရော Y12 တွေပါအကုန်သုံးပြီးကျဲနေတာလို့အဲဒီစစ်ရေးသတင်းရင်းမြစ်ကပြောပါရတယ်။တိုက်ပွဲတွေကြောင့်မြို့အနီးတစ်ဝိုက်ကကျေးရွာ20ဝန်းကျင်နဲ့မြို့ပေါ်၄ရက်ကွက်ကပြည်သူ2000ဝန်းကျင်ဟာဘေးလွတ်ရာတိမ်းရှောင်နေရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဗမောက်ပကဖကထုတ်ပြန်ထားပါရတယ်။ဗမောက်မြို့ကိုတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသကုတ်ကဲမှုနဲ့ပြီးခဲ့တဲ့စက်တင်ဘာ20ရက်ကတင်ပိုက်ခဲ့တာဖြစ်ပါရဲ့ရှင်။